မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမရမှာဂျေဇုတော်အဖြစ်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားခြင်းပြင်ဆင်ပေးတဲ့အတွက်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အပိုက်ငယ်31ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ယေရှုသည် ခရစ်တော်တည်ဟုသောပြားခြင်းဤသားတော်ဖြစ်တော်မူသည်ကို ်သင်တို့သည်ယုံမိအကြောင်းထို့သို့ယုံ၍နာမတော်အဖျင်အသက်ကိုရမိအကြောင်းဤမြလောက်ရေးထားလျက်ရှိတည်းဒီကျမ်းစာကိုကြည့်တဲ့အခါမှာရှင်ယောဟန်ကသခင်ယေရှုခရစ်တော်တည်ဟူသောဖခင်သားတော်ကိုယုံဖို့ရန်အတွက်နာမတော်အဖျင်အသက်ကိုရဖို့ရန်အတွက်ဤမြလောက်ပဲရေးထားတာဖြစ်တယ်လို့ပြောပါတယ်အဲ့တော့အရှိကျမ်းပိုက်လေးကိုကြည့်တဲ့အခါမှာ သခင်ရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့အခါသူပြုခဲ့တဲ့နမိတ်လက္ခဏာတွေအများကြီးရှိတယ်လို့ပြောပါတယ်။ကျမ်းစာထဲမှာတော့မှရေးမထားဘူးလို့ဖော်ပြထားတာတွေ့ရပါတယ်။အဲ့တော့ကျမ်းစာထဲမှာရေးမထားတဲ့အရာတွေအလုံးဟာအရေးမပါလို့တော့မဟုတ်ပါဘူး။ဒါပေမဲ့ရေးထားသလောက်ကတော့လုံလောက်ပြီလို့ကျွန်တော်ဒီလိုပဲနားလည်မိပါတယ်။တကယ်တမ်းကျတော့ယေရှုဟာဖျားသားတော်ဒီဟုသော ခရစ်တော်ဖြစ်တယ်ဆိုတာကိုယုံကြည်ဖို့နဲ့အဲ့ဒီယုံကြည်တဲ့သူရဲ့အသက်တာမှာသာဝရအသက်ကိုရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသာအဓိကဆိုလိုချင်တာဖြစ်ပါတယ်။အဲ့လိုယုံပြီးနာမတော်အားဖြင့်အသက်ကိုရဖို့ဤရွယ်ပြီးတော့မှ ရေးထားတာဖြစ်တဲ့အတွက်ကြောင့်ရေးထားသမျှအရာအလုံးဟာ လုံလောက်ပြီလို့ကျွန်တော်ဒီလိုပဲနားလည်မိပါတယ်။ဒါကြောင့်မလို့မရေးထားတဲ့အရာတွေကတော့ အရေးမပါလို့မဟုတ်ပေမဲ့ရေးထားတဲ့အရာလောက်နဲ့ကို သခင်ယေရှုဟာဖယားသားဖြစ်တယ်ဆိုရာရဲ့ထာဝရအသက်ကို ထိုယေရှုခရစ်တော်အပြင်ရနိုင်တယ်ဆိုရာရဲ့ကတော့ လုံလောက်ပြီဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့တမန်ကျမ်းစာထဲမှာပေါ်ပြမထားတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်အဲ့ဒါတွေအားလုံးကိုအကုန်စင်သိဖို့ရန်အတွက်စူးစမ်းစရာမလိုပါဘူးမရေးထားဘူးဆိုတဲ့အတွက်ကြောင့်မလို့ သိဖို့လဲခက်ပါတယ်။ဒါကြောင့်မလို့စိတ်ကူးရင်တတ်တတ်နဲ့မရေးထားတဲ့အရာတွေကို ပုံဖော်စရာလဲမလိုပါဘူး။အ धिक ကျန်းစာရေးရခြင်းရဲ့ရည်ရွယ်ချက်ကသခင်ယေရှုကိုဖျားသားအဖြစ်ယုံဖို့ဖြစ်ပါတယ်။ပြီးတဲ့အခါမှာအဲ့ဒီယေရှုခရစ်တော်အားဖြင့်သာသာဝရအသက်ကိုရနိုင်တဲ့အကြောင်းကိုသဘောပေါက်နားလည်ဖို့ရန်ဖြစ်ပါတယ်။တိထက်ပေါ်တာမရှိပါဘူး။ဒါကြောင့်ကျမ်းစာတအုပ်လုံးမှာရေးထားသမျှအကြောင်းအရာတွေက ခင်ယေရှုခရစ်တော်ကိုသာယဉ်ညွန့်ပြီးယေရှုခရစ်တော်ဟာကြွလာတော်မူသောအရှင်ဖြစ်တယ်ဆိုတာကို လူတိုင်းသိရှိပြီးသာဝရအသက်ရဖို့သာဖြစ်တယ်ဆိုတာကိုနားလည်သိခြင်းပါတယ်။ဒါကြောင့်မလို့ကျမ်းစာမှာမပါတဲ့အကြောင်းအရာတွေကိုမေးခွန်းနေထုတ်ပြီးတော့အချိန်ကုန်ပင်မခံနေတဲ့အရာကတော့ဘာမှ အတိပဲမရှိပါဘူး။ဒါကြောင့်တမန်ကျမ်းစာထဲမှာမဖော်ပြတဲ့အရာတွေကိုကျွန်တော်တို့ကသိခြင်းလို့လည်းဘာမှအကျိုးထူးတော့မှာမဟုတ်ပါဘူး။ မဖော်ပြတဲ့အရာတွေကမလိုအပ်လို့မဟုတ်ပေမဲ့ဖော်ပြထားတဲ့အရာနဲ့လုံလောက်ပြီဆိုတာကိုသိရှိဖို့သာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့တမချန်းစာမှာကျွန်တော်တို့ရေးထားတဲ့ကပ္ပူချန်းကနေပြားရီချန်းထိအကြောင်းအရာတွေဟာသခင်ယေရှုခရစ်တော်ကိုသာရည်ညွှန်းပြီးရေးထားတာဖြစ်ပါတယ်သခင်ယေရှုခရစ်တော်မကြွလာခင်ကြွလာမဲ့အကြောင်းပရိုဖက်ပြုချက်တွေရဲ့သခင်ယေရှုကြွလာခြင်းအကြောင်းနဲ့နောက်တပံ သခင်ယေရှုပြန်ကြွလာပြီးကက်ကဘာကုံမဲ့အကြောင်းတွေကိုသာ ဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီကျမ်းစာမှာရေးထားတဲ့အရာတွေကကျွန်တော်တို့အတွက်သခင်ယေရှုကိုယုံကြည်ဖို့လုံလောက်တဲ့သက်သေဖြစ်ုံသာမကယုံမယ်ဆိုရင်တော့သာဝရအသက်ကိုအေကံမုတ်ချရရှိမှာဖြစ်ပါတယ်။ဒါမှမဟုတ်ပေနဲ့ကျမ်းစာမှာမပါတဲ့အကြောင်းအရာတွေမရှိတဲ့အရာတွေကိုတိချင်းလွန်ပြီးတော့မှစူဆန်လိလာနေမယ်ဆိုရင်တော့အချင်းကုန် လူပင်ပန်းမှာပဲဖြစ်ပါတယ်တကယ်တော့သခင်ယေရှုခရစ်တော်ဟာဖခင်သားဖြစ်တယ်ဆိုတဲ့သက်သေလုံလောက်ပြီဖြစ်ပါတယ်ယုံကြည်တဲ့သူတိုင်းကသာဝရအသက်ကိုအေကံမုတ်ချရမှာဖြစ်ပါတယ်ဆရာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖခင်ကိုရောကိုယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာအပေါ်မှာကိုရောဖွင့်ပြခြင်းအတွက်ယေရှုတင်နေကိုရောရဲ့အကြံစီတော်အတိုင်းသခင်ယေရှုခရစ်တော်ဟာဖခင်သားဖြစ်တယ်လို့ယုံပါတယ် ထာဝရအသက်ကိုလည်းပေးလို့ဂျေစုတင်ပါတယ်။တမန်ကျမ်းစာဖွင့်ပြချက်တွေကယေရှုခရစ်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထင်ရှားစွာသက်သေထူထားပြီးမို့လို့ဂျေစုတင်ပါတယ်။ဒီနေ့တို့ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲသခင်ယေရှုခရစ်တော်သည်ဖခင်သားဖြစ်ကြောင်းနဲ့ယေရှုကိုယုံရထာဝရအသက်ကိုပိုင်ဆိုင်ရရှိတော်သူအယောက်တိုင်းဖြစ်ပါမိအကြောင်းလက်ဝဲအနံ့ပါတယ်။ကိုရောကောင်းချီးပေး၍ဒီနေ့တာကိုလမ်းပြပို့ဆောင်ပါမိအကြောင်း သခင်ယေရှုနာမ၌ဆက်ကပ်အပ်နံဆုတောင်းပါ၏အာမင်